ထိုင်းမြန်မာနယ်စပ်လိုင်းပွဲမြို့နယ်ကတာလဲပြူဟာကုန်းကိုစစ်ကောင်စီလက်ကနေ KNU ကတိမ့်လိုက်အပြီးနယ်စပ်တခြားလေယာဉ်တွေနဲ့ပုံကျဲနေတာကြောင့်ထိုင်းစစ်တပ်ကလည်းလုံခြုံရေးတိုးမြင့်ပြီးစောင့်ကြည့်နေတယ်လို့ထိုင်းတပ်မှုကပြောပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ထိုင်းမြန်မာနယ်စပ်ကိုပိုင်းခြားထားတဲ့တောင်းမြင့်နဲ့ငားမိုင်မဲဝေးတဲ့တာလဲပြူဟာစခန်းကို KNU တပ်မှခုနှစ်ပူးပေါင်းတပ်တွေကမေလ14ရက်နေ့မှာတိမ့်ပိုက်လိုက်တာပါ။ စစ်ကောင်စီကလည်းလေနေနဲ့ဘုံကျဲနေတာပါဒါကြောင့်တဖက်ချမ်းထိုင်းစစ်တပ်ကလည်းအသင့်စောင့်ကြည့်နေရတယ်လို့မဲဆောက်မြို့မှာသတင်းတောက်တွေကိုထိုင်းတပ်မှုကပြောခဲ့တာပါနာฐานตันเลระหว่างทหารเมียนมากับกองกําลังกลุ่มต่อต้านแล้วก็กองกําลัง KNLA นะครับซึ่งตาลีสคังโก KNLA ก็เต้นไล่บีสิทธิ์ดิยังผิดเดเลยิงอမျိုးမျိုးเนี่ยบงเจ๋นนี่เดปิดนี่เด ဒါကြောင့်ကျုပ်တို့ထိုင်းနေဆက်ကိုလုံခြုံအောင်စောင့်ကြည့်ဂယုစိုက်နေရတယ်လို့ထိုင်းဘာသာနဲ့ထိုင်းတပ်မှုကြီးကပြောသွားတာပါในส่วนของกลุ่มต้านเองก็ใช้ทั้งในเรื่องမြန်မာပဲချမ်းမှာတိုက်ပွဲတွေပြင်းထန်တဲ့အခါတိုင်းထိုင်းပိုင်နဲ့ကိုကြည်စံနေကြရောက်တာရှိမရှိလေချောင်းကျူးကျော်မှုရှိမရှိကိုစောင့်ကြည့်ရမြဲဖြစ်ပါတယ်။တိုင်းပွဲမြို့နယ်ကတားလဲဖြူဟာဂုံးကိုတင်းလိုက်တဲ့ပေါ် ကင်ယူကရင်အမျိုးသားအစည်းအရုံးဘက်ကတော့ခုခံကာကွယ်ပိုင်ခွင့်အရာ ကာကွယ်နေတာသာ ဖြစ်တယ်လို့ဆိုပါတယ်ပထမအောင်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ကဒီစစ်ကို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 ခုခံကာကွယ်ပိုင်ခွင့်အပြည့်အဝနဲ့ပဲကျွန်တော်တို့တိုက်ရင်တာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီကိုရဲ့ကိုပိုင်ပြည်ထောင်ခွင့်ရရှိရေးအတွက်ကတော့နီလမောင်းကတော့သုံးတဲ့အခါမှာစီရေးရရေးယူဆောင်မှုလောက်ရတယ်ဆိုတာအဲ့ဒါကြောင့်မလို့တိုင်အောင်စီရေးရမပါမဖြစ်တဲ့အပိုင်းတော့ရှိတာပေါ့လေအခုဖြစ်နေတဲ့ကိစ္စကတော့အဓိကအဖြစ်ကျွန်တော်တို့ဒီ နေမြေထဲကိုကျူးကျော်ဝင်ရောက်လာပြီးတော့လူခွင်းရဲ့ချိုးဖောက်ရတာတို့လူသားအပေါ်မှာအထူးသဖြင့်ကျွန်တော်တို့ပြည်သူလူထုပေါ်မှာပြင်မထားပြီးတော့နေ့စဉ်ရက်ဆက်ဘုံကျဲတာတွေနောက်ပြီးတော့လက်နေကြီးနဲ့ပြစ်ခတ်တာတွေကအများရန်ဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့ပြန်ပြီးတော့တုတ်ပြန်တဲ့အခြေမှရှိပါတယ်နော်ထိုင်းဘက်ကမြန်မာနယ်စပ်စစ်ပွဲတွေကိုစောင့်ကြည့်နေချိန်စစ်ပွဲတွေကြောင့်ယာနယ်ကြီးတဲ့ကရင်ဒုက္ခဒေတွေဟာလဲတောင်းရင်မြစ်ကိုဖြတ်ပြီးထိုင်းနိုင်ငံနဲ့ပြေးဝင်လာနေကြပါတယ် ထိုင်းစစ်တပ်ကလည်းယာယီခလုံးစခန်းပြုတ်လုထားပြီးထွက်ပြေးလာရသူတွေကို လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေပေးနေပါတယ်ခမညာကျွန်တော် မောင်တူပါဟုတ်ကဲ့